ငလင်တန်ကျောက်ထိခိုက်ခံစားနေရချိန်မှာစစ်ကောင်စီကလေကြောင်းအပါဝင်လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေခဲ့တာကြောင့်ဒါတွေကိုရပ်တန့်ပေးဖို့နဲ့တဘောဝ BND ရဲ့ကယ်ဆယ်ရေးတွေမှာပဲအာရုံစိုက်ဖို့ကုလသမဂ္ဂအဖွဲ့ UN ကတောင်းဆိုလိုက်ပါတယ်။ တဘာဝဘေးဒဏ်တင်ခဲ့တဲ့ဒေသတွေကိုစစ်တပ်ကစစ်ရေးအရာတက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေတာက အသက်ဆုံးရှုံးမှုတွေပိုများလာနိုင်ပြီးတုံ့ပြန်ဆောင်ရွက်ရေးတွေမှာ ထိခိုက်လာနိုင်တဲ့အတွက်စစ်ကောင်စီအနေနဲ့အကြံဖတ်မှုနဲ့ပြပခါတွေရပ်တန့်ပြီးအသက်ကယ်ဆယ်ရေးမှာအာရုံစိုက်ဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကတောင်းဆိုထားတာဖြစ်ပါတယ်။ဒါ့အပြင်ငလျင်ဟာမြန်မာပြည်သူပြည်သားတွေကြုံတွေ့နေရပြီးပုံမှန်နဲ့ဆိုင်တဲ့အားနည်းချက်တွေကိုပေါ်လွင်စေပြီး ပုံမကျေပြန့်လာတဲ့အချက်တဲကိုနိုင်ငံတကာမှဆက်လက်အာရုံစိုက်ဖို့လိုအပ်ကြောင်းထင်ရှားစေခဲ့ကြောင်းလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများအတွက် အဖက်ဖက်မှအရေးတကြီးလမ်းဖွင့်ပေးရမှာဖြစ်ပြီးအကူအညီပေးရေးလုပ်သားတွေဘေးကင်းလုံခြုံစွာလှုပ်ရှားဆောင်ရွက်နိုင်စေရပါမယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်ကူလာကိုစလေအနေနဲ့မြန်မာနိုင်ငံရဲ့အင်ဒီဂျင်နိုင်ငံတွေနဲ့အာဆီယံတွေ UN အဖွဲ့ဝင်နိုင်ငံတွေတခြားသော အလူရှင်တွေနဲ့တုတ်ပြန်ဆောင်ရွက်ရေးနဲ့ တိုးချဲ့လို့ဆောင်းနိုင်ရေးအတွက်လိုအပ်သလိုအသုံးပြုနိုင်မဲ့ရမုံငွေတွေကို အမြတ်ဆုံးထောက်ပံ့ပေးဖို့တောင်းဆိုထားပါတယ်စကောင်စီကငလင်လှုပ်ခတ်ခဲ့တဲ့မလ28ရက်နေ့ကစလို့မလ31ရက်နေ့အထိငလင်လှုပ်ခတ်တဲ့နေ့အပါအဝင်တနင်္ဂနွေလုံးကိုလေကြောင်းနဲ့လက်နက်ကြီးကနေပစ်ခတ်တိုက်ခိုက်မှုအကြမ်း20ပြုလုပ်ခဲ့ပြီးလူပေါင်း12ဦးသေဆုံးခဲ့ရပါတယ်ရှင်။